နုပညာလုပ်တွေမှာဝတ္တနာပါရယ်ဆိုတဲ့ပြည်သူသားပိတ်သည်များအလုံးမဲမိလာပါရှင်နိုင်ငံတော်နုပညာရှင်စနေမောင်နေ့ဖြစ်ကြတဲ့ပြည်သူဦးနဲ့အင်ဒရာဂျာဆင်တို့ရဲ့တမင်လေးပြည်သူတွာလီကတော့အခုစရင်ဆိုရှယ်မီဒီယာတွေပေါ်မှာအရင်ကနမည်ချင်းနေပြီးပြည်သူတွာလီကတော့အခုစရင်အရွေးရောက်ကျပြန်လာခဲ့ပြီဖြစ်တာကြောင့်လာတွေ့ကြေကချက်စရာကောင်းနေပြီလူငယ်ရီချားမှရေပန်စားနေပါတယ် သူမရဲ့ချက်စရာကောင်းပြီးယဉ်ကျေးကျိန်မွေးမွေးတွေကြောင့်လည်းအင်ဒရာဂျော်စင်ရဲ့တမင်လေးပြည်သူဒရာလီကပြည်သူရဲ့အခြေချိုးပြောဆိုရာတွေကိုခံရပါတယ်ပရိဝေကတော့ပြည်သူ့ဒရာလီကိုမိခင်အဖြစ်သူလိုအမှုပြအလုပ်လေးတွေနဲ့ညွန့်တွေ့ခြင်းနေပြီးအင်ဒရာကျော်စင်လိုအမှုပြနေပေးမှာအောင်မြင်တဲ့အတူလေးဖြစ်လာစေခြင်းနေပါတယ်။ပြည်သူ့ဒရာလီကတော့ကိုလရှိမှာပညာရေးကိုဦးစားပေးနေပြီးစူးစမ်းတင်ယူနေရကိုကြည့်ရပါတယ်။ တော်တော်အမှုပြာလို့တွေမှလည်းဝဒနာပါပြီးတမရဲ့မိခင်ဖြစ်သူလို့အောင်မြင်မှုတွေရရှိစေခြင်းကြောင့်ပြောပြလာခဲ့ပါတယ်။ဖြစ်သူဒရာလီကတော့အမှုပြာလို့တွေမှဝဒနာပါတယ်လို့ပြောဆိုထားတာကြောင့်တချိန်မှာလူပညာရိုက်ကူးရေးတွေနဲ့မြင်တွေ့လာမလားဆိုတာကိုတော့စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ဖြစ်သူဒရာလီကတော့ပြီးကြတဲ့မင်္ဂလာပွဲတစ်ခုမှာသူတို့တမရဲ့ရန်အနေနဲ့လှုပ်ပြီးခဲ့ပြီးသူရဲ့လှတွေ့ကြဲကချစ်စရာကောင်းပုံလေးကိုဗိုက်တရီရဲ့အလုံးကတရစ်ချမိခဲ့ပြီးပြည်သူဒရာလီကအလုံးရဲ့အားပေးချစ်ခင်မှုတွေကိုရရှိခဲ့ပါတယ်။ ပြည်သူဦးနဲ့အင်ဒရာဂျင်စင်တို့ကတော့ကျင်းစရာကောင်းပြီးမိမာရင်ကြီးကတည်တက်တဲ့သာသမင်တွေကိုပိုင်ဆိုင်ထားတာပါမိဘတွေရဲ့အိုထိတ်မှုအောင်မှာအရွေရောက်ကြည်ပြန့်လာခဲ့တဲ့ပြည်သူတို့ရာလေးကတော့အခုစိန်ရဲ့အလေးထိုင်အင်းစေးပြီးရင်ကြီးတိတ်မွေတဲ့သမင်လိမ်မာလေးဖြစ်နေပြီဖြစ်ပါတယ်ပိုင်တော်ရဲ့ကတော့ပြည်သူတို့ရာလေးကအမှုပြလို့တွေ့မှလဲပါဝင်ပြီးတော့ရိုက်ကွန်လာမလားဆိုပြီးတော့စောင့်ကြည့်နေကြပါတယ် ပြည်သူ့သူရာလီကတော့မိခင်ပြည်သူရဲ့အလားတရားကို အမွေရထားပြီးသူရဲ့မျက်လုံးလေးတွေကတခြားသူတွေနဲ့မတူအောင်ကိုမျက်လုံးလေးတွေကဝိုင်းဆက်ကလာနေရကြောင်းပိတ်တွေကမန်တီမှာအမျိုးမျိုးရေးသားထားကြတော့ကိုကြည့်ရပါတယ်။ပြည်သူ့သူရာလီကိုပိတ်တွေကအိုဝဲအငယ်စားလေးလိုချက်စနိုးခုံဝင်ကြတယ်လို့အမည်ပြည်သူလိုအနုပညာလို့တွေမှမြင်တွေ့ခြင်းနေကြပါတယ်။ပြည်သူ့သူရာလီကတော့အနုပညာလို့တွေမှမိခင်ပြည်သူအောင်မြင်မှုတွေရရှိလာမလား။ ပညာရေးဘက်မှထူးထူးထက်မြက်ကအောင်မြင်သူတရားဖြစ်လာမလားဆိုတော့ကိုလေပြည်သူတွေကစိတ်ဝင်စားနေကြပါတယ်။အမှုပြားနေပေမှာတော့အလုပ်ရဲ့အပေးချက်ကိမှုတွေကိုအခုချိန်ထိရရှိချပြီးပြည်သူရဲ့အပေးမှုတွေကိုအပြေအဝရရှိထားတဲ့အင်ဒရာဂျိုဆေကတော့အခုစရင်လေပရဟိတာလို့တွေမှာသရော့တနီယာကနေပါဝင်လူတန်းထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ပြည်သူတို့ဇနီးမောင်နှံကတော့အခုလိုအခက်အခဲတွေဖြစ်နေတဲ့အချိန်တွေမှာဆိုအရှင်ဆုံးကနေပါဝင်လူတန်းပေးလို့ရှိတာပါ။နောက်လိုအပ်ချက်ရှိတဲ့နေရာလေးတွေကိုလည်းတက်မှန်ပြီးတော့ ထပ်ပံပေးသွားမယ့်အကြောင်းတွေကိုအင်ဒရာဂျော့ဆင်ဟာအခုလိုပဲပြောပြလာခဲ့ပါတယ်။အင်ဒရာဂျော့ဆင်ဟာအခုဖြစ်သွားတဲ့မိငလင်တန်းချောင်းပျက်စီးဆုံးရှုံးမှုအရင်များခဲ့ရတယ်ပေါ့နော်။အားလုံးအတွက်စိတ်မကောင်းပါဘူး။ဘင်းတရဲ့ကင်းစေဖို့အတွက်ကိုလည်းဆုတောင်းပေးပါရစေ။လွယ်ချက်ရှိတဲ့နေရာတွေကိုလည်းလူတန်းထောက်ပံ့ပေးသွားမှာပါဆိုပြီးအင်ဒရာဂျော့ဆင်ဟာပြောပြလာခဲ့ပါတယ်။